ကောင်းကင်ကအကျဲတွေကတောက်ပပြီးတော့နေကြတယ်။နက်ခတ်တွေကလည်းထင်းထင်းရှားရှားပေါ်ထွက်လာကြတယ်။ညအခါထွက်ပေါ်လာမဲ့လာပြည့်ဝန်းကြီးကလည်းပဲဝိတာခာဆိုတဲ့နက်ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတယ်။အဲ့ဒါကိုဝိတာခာနက်ခတ်နဲ့ရှင်တွဲတဲ့လာဆိုတာကဆုံလာပြည့်ပဲ။ဒါကြောင့်မို့ကဘာမှာကဆုံလာပြည့်နေ့ကိုဘယ်လိုခေါ်တော့ဆိုဝေဆက်လို့ခေါ်တယ်။ဝေဆက်ဆိုတာဝိတာခာကိုပြောတာ။သူတို့အတန်နဲ့ပြောတယ်ဝိစာခာ။ဝိစာခာ ဗီဇာခကိုဗီဇတ်ဒီလိုခေါ်တာကဘာမှာခေါ်တဲ့စကားကအင်္ဂလိပ်စကားမဟုတ်ဘူးအိန္ဒိယဝေတာခဆိုတဲ့စကားလုံးကိုပါဠိစကားလုံးကလည်းဝေတာခပဲအိန္ဒိယကလူတွေရဲ့အတန်ထွက်တဲ့အခါကျတော့ဝေဇတ်ဒီလိုအတန်ထွက်တာဝေတာခ2000ပြည့်နှစ်ကကုလသမဂ္ဂ United Nation ကဆုံးဖြတ်ချက်တစ်ခုချဗုဒ္ဓမြတ်စွာဗုဒ္ဓသာသနာတော်ဟာအမြဲတမ်းထူးခြားတဲ့ဘာသာတရားဗုဒ္ဓ အဆုံးမတွေဟာထူးခြားတဲ့အဆုံးမတွေဖြစ်တယ်ဗုဒ္ဓဟာအမှန်တမ်းထူးခြားတဲ့ပုဂ္ဂိုလ်တူဖြစ်တယ်ကဘာကြီးငြိမ်းချမ်းအောင်ကဘာကြီးငြိမ်းချမ်းရုံနဲ့မကဘူးလူတွေရဲ့စိတ်နှလုံးပူလောင်မှုတွေကိုငြိမ်းချမ်းအောင်ဟောပြောနိုင်တယ်အမှန်တမ်းထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူမွေးဖွားတဲ့ရက်ရက်တည်းဟာကဘာမှာယုံပိတ်ရဲ့အဖြစ်အတိမပြုသင့်တယ်လို့အစိုးတင်သွင်းပြီးတော့ဝိဆက်ပွဲတော်ဆိုတာကုလသမဂ္ဂကဘာတကဘာလုံးကနေအတိမတ်ပြုတ်ပြီးတော့သတ်မှတ်ထားတဲ့ရက်တစ်ခုဖြစ်သွားတ ခေဆက်တဲ့ holiday လို့ခေါ်တာ